ကဘာကိုအံအားတင့်စီခဲ့တဲ့မြမသမိုင်းတွေကဖောင်ဆက်ကြကြည့်ဒီမြန်ကိုတရားမင်းဆက်သားရတဲ့အထိဖုံးငံကြီးမားခဲ့တဲ့မြမပြည်များကံကိမတကူကြီးခဲ့တဲ့ကြံစစ်သားမြမအလောင်းစီသူဆိုတဲ့မြေတော်တစ်ပါးရှိခဲ့ပါတယ်အလောင်းစီသူကိုခမည်းတော်စောရုံနဲ့ကြံစစ်မင်းရဲ့သမီးဖြစ်တဲ့မဲတော်ရွှေအင်စီတို့ကမွေးဖွားခဲ့ပြီး ငယ်စဉ်ကလေးကထူးခြားမှုတွေရှိတဲ့သူဖြစ်ပါတယ်လောင်းစီသူမင်းကဘလောက်ထိတကူကြီးခဲ့တယ်လဲဆိုရင်အိန္ဒိချင်းတွေဖြစ်တဲ့ထိုင်းအိန္ဒိယကမ္ဘောဒီးယားတို့ကတော့နဖျားတပါလို့သတ်မှတ်ခဲ့ပါဒါရီအားလုံးအားလည်းဒီဂျာမင်းကချီးမြှင့်ထားတဲ့သူ့ရဲ့ကြော်ကြားတဲ့ဖောင်ဆက်ကြကြီးကြောင့်ပဲဖြစ်ပါလေ။ လောင်းစီသူမင်းကြီးကမြင်းမို့တောင်ကိုမှဖောင်ဆက်ကြနဲ့တက်မယ်လို့ကြံရွယ်ခဲ့ဘူးသူဖြစ်ပါလေ။ဒါပေမဲ့လည်းလောင်းစီသူမင်းကြီးကသူ့ရဲ့သားတော်ဖြစ်သူနဲ့သူ့ရဲ့လောက်ကြံကြီးကိုခံခဲ့ရတာကြောင့်နိုင်ရွာဆန်ခဲ့ရပါလေ။သူမရှိတော့တဲ့အချိန်မှာသူ့ရဲ့ဖောင်ဆက်ကြသည်လည်းပဲပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့ပါတော့လေ။ဒီဖြစ်ကိုတော့ဒီနေ့အချိန်ကြီးဘယ်သူမှအဖြေမထုတ်နိုင်ခဲ့သေးပါဘူး။တော်ရနေသူကနောင်နာရီနဲ့ပကံမှာအကြီးဆုံးဖြစ်တဲ့ဓမယံကြီးဖះကိုတီထားခဲ့ပါတယ် ။နေသူမရဗကံမှာတူတီခဲ့တဲ့ဖရားကိုဘယ်ဖရားစီတီလေးနဲ့မှမတူအောင်အုတ်တစ်ချက်နဲ့တစ်ချက်ကြားကိုအပေါက်လောက်တော့မချန်လက်စီပဲအခိုင်မာတီဆောက်စီခဲ့ပါလေ။ဖျားတိဆောက်ပြီးတဲ့အခါမှာဖျားအတွင်းဘက်ကနိုင်ရန်တွေကိုအသေးပိတ်ပစ်ခဲ့ပြီးတော့ဆောက်လို့ရမှာပါဝင်နေသူတွေကိုလည်းဂူအတွင်းမှာထည့်ကကိစ္စရှင်းပြခဲ့တာဖြစ်ပါတယ်။ ။နေသူကဖျားထဲမှာအခန်းနှခန်းတိဆောက်ခဲ့ပြီးတခန်းကိုဌာပနာတွေထားရှိစေကတခန်းကိုဖောင်ဆက်ကြကြီးထည့်ထားခဲ့တယ်လို့လည်းထင်ကြီးတွေရှိခဲ့ပါလား။ ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲဆုံးသတ်လိုက်ပါမယ်။နောက်ထပ်ကောင်းမွန်တဲ့ဗီဒီယိုများနဲ့တူကျွန်တော်ပြန်လာခဲ့ပါဦး။အသေးသေးသောဗီဒီယိုတွေထပ်မံသိရှိနိုင်ဖို့အတွက် follow လုပ်ထားခဲ့ဖို့လည်းတောင်းဆိုပါရစေခင်ဗျာ။